ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့ recap လုပ်ပေးတော့မှာကတော့လူသဘောလူမနော်တွေကိုဂျပန်ရေချိုးသလိုကိုကွက်ကွင်းကြီးရှုခန်းစားရမယ် Black Sea ဆိုတဲ့ action movie လေးပဲဖြစ်ပါတယ်ကြီးရှုနားဆင်ပေးကြပါအောင်ခင်ဗျာကိုမြဆိုတဲ့သူကသမုတ်တရားရေအောက်ချမ်းမြေရှာဖွေကုမ္ပဏီမှာလှုပ်လှုပ်ကင်နေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်ဒါမဲ့လှုပ်လှုပ်တာကလွဲမားတွေပဲဖြစ်နေတာမျိုးအလုပ်ပြုတ်သွားခဲ့ပါတယ်အင်းကဆိုကိုမြစီမှာဇနီးတဲ့သားတို့နဲ့ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားခဲ့တာပါဒါမဲ့လည်းမိသားစုကိုကောင်းမွန်စွာမဆောင်ရှောက်နိုင်တဲ့ကုမြကိုဇနီးတဲ့ကကွာရှင်းသွားတဲ့နောက်ပိုင်းဘဝကြီးကထိကျန်လာခဲ့ပါတယ် ဂျပန်ရကအကြောင်းသားမှာတားလေးကိုတော်တော်ချောင်းကြည့်ပေမဲ့ဇနီးတဲ့ဖြစ်သူကမိသားစုအတင်းနဲ့ပျော်ရွှင်နေတာကိုတွေ့တော့သူ့ဘဝနဲ့သူရှိပါစေလေဆိုပြီးကိုမြလည်းလိုင်းမနောက်ရှင်းနေတော့ပါဘူးကိုမြရဲ့ချစ်ဆုံးတောက်ပေါ်တောက်ဖဲဘောရာဘောကျွတ်တွေဖြစ်ကြတယ်ကိုရဲနဲ့ကိုထုကလည်းကိုမြမတိုင်ခင်အလုတ်ပြုတ်လာကြတာမို့တရဲပုံစံလေးမှထိုင်ရင်အလုတ်အစ်တစ်ခုစလုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကရန်နာပစ္စည်းတွေတင်ဆောင်လာတဲ့နာဇီတင်မောတစဉ်ဘင်လယ်နဲ့မှာနင်းမြုပ်သွားခဲ့ပြီးအခုထိဘယ်သူမှရှာမတွေ့သေးတဲ့အကြောင်းကိုစကားဆက်မိရင်တင်မောကိုလိုက်ရှာဖို့အကြောင်းဖန်လာခဲ့ကြပါတယ် ကမဲတင်းလောက်ကကိုရက်ကရှာပွေးလို့ရင်းနဲ့ပင်လယ်နဲ့ရေအောင်မီတာ90กว่าကနေအချက်ပြမှုတစ်ခုကိုရရှိခဲ့တဲ့နောက်ပိုင်းလှုပ်ထုတ်ခံရတာမို့အချက်ပြလာတဲ့တင်းဘောကနာစီတင်းဘောဖြစ်မယ်ဆိုပြီးယုံကြည်နေခဲ့တာပါဘွားတစ်ခုလုံးရေရမယ်အလုပ်ဖြစ်လို့ရှာတွေ့ရင်လဲဆဲတက်စားမကုန်တဲ့စည်းစိမ်တွေရမှာဖြစ်လို့အလုပ်မရှိတာတဲ့ဆိုင်ရင်ပိုကောင်းတယ်ဆိုပြီးသုံးယောက်သားသဘောတူလိုက်ကြပါတယ်အလုပ်စမယ်ဆိုတော့လူနဲ့အင်အားလိုတာမို့ကိုရဲရဲ့မိတ်ဆွေဖြစ်တဲ့ဘောစီကူအောင်စီဖို့သွားပြီးတော့ကိုရဲပြောတဲ့အတိုင်းသူတို့ရဲ့ပလန်တွေကိုပြောပြခဲ့ပါတယ် ကိုသူရဆိုတဲ့ဘောစီလူယုံကရှိနေပြီးတော့လုပ်ငန်းဆိုင်ရင်သူ့ကိုပါဘောစီကိုစလဲဖြစ်လိုက်သွားဖို့ဘောစီကပြောခဲ့ပါတယ်။ကိုရဲကနေမကောင်းဖြစ်နေတာမို့ကိုမျိုးတို့ပဲတွန်းညီရင်ဝေးကြီးတွေပါပါလာတော့နောက်ဆုံးတယောက်တဝက်ဆိုပြီးသဘောတူလိုက်ကြပါတယ်။လူစုံတဆုံနဲ့ခီးစားမဲ့နေကြမှာကိုရဲနဲ့ဆက်သွယ်မရတာမို့ကိုမျိုးတို့အိမ်လိုက်သွားတော့ညီဖြစ်သူပြောပြလို့ကိုရဲကစိတ်ဖြစ်စည်းမှုကြောင့်ဆူဆိုက်လုသွားတာကိုသိလိုက်ရပါတယ်။ကိုမျိုးတို့လည်းကြံရမရတဲ့အဆုံးမှာတော့ကိုရဲရဲ့နေရာအတွက်ညီရဲကိုပဲခေါ်ချလာလိုက်ပါတော့တယ်။ စေကန်းကိုရောက်တော့မှကိုအောင်ရှာထားပေးတဲ့ရင်ကိုတင်မော့ကဟိုအလိုမျိုးအဆက်ကတရားအဖာကဗလပြင်းနဲ့စုပ်ကြီးဖြစ်နေတာမျိုးအလုံးလဲ surprise တွေဖြစ်သွားခဲ့ပါတယ်မထူးဆက်ခင်းရမှာဆိုတော့လေတင်မော့အစုပ်ကြီးနဲ့ခီးစတင်ခဲ့ရပါတော့တယ်ကိုမြတ်ကအတက်ကဲဝတ်စုံသုံးစုံသာတွေ့ခဲ့ပေမဲ့တခြားဘသူကမှတော့မပြောပြခဲ့ပါဘူးတခြားလူသမားတွေကိုလည်းရသမျှဂျန်နတာတွေကိုညီတူညီမျှခွဲဝေပေးဖို့အတွက်ကိုမြတ်ကလည်းသဘောတူခဲ့ပါတယ်ညီရဲကတော့အမြဲတမ်းဖုန်းထဲကတက်ပုံကိုကြည့်နေတာမျိုးကိုမြတ်ကလည်းသွားဆက်စုတော့ညီရဲကသူ့ရဲ့ချစ်သူကိုအာဝဟဝိဝါဟခဲ့ပြီးကိုဝင်ရှိနေတာမျိုးမကြခင်ကလေးပေဖြစ်တော်မှာဆိုတာကိုသိလဲရပါတယ် ။ပြင်မှာတော့မူလာရင်ပြေတနာရှာတဲ့တာတီးဆိုတဲ့သူကကိုတို့ချစ်တဲ့ဟင်းမကောင်းလို့ဆိုပြီးစကားထများတာမို့ကိုမြကလည်းဝင်တားခဲ့ပြီးတော့ဂျန်နာရီကိုချိုးချပေးမှမို့မကျင်တတ်တဲ့သူရှိရင်ရင်ကိုတင်ဘောကလည်းထွက်သွားဆိုပြီးချိန်မောင်းခဲ့ပါတယ်။တာတီးကတော့ဓာကြီးတကန်ကန်နဲ့ဂျင်းတဲ့ပုံမပေါ်ခဲ့ပါဘူး။ဒီလိုနဲ့ပြင်မှာတော့ညည်းကအင်ဂျင်ပြင်နေတော့အဆုတ်ဆူတော့မူလီတွေပြုတ်ခတ်ကုန်ပါတော့တယ်။တာတိကလည်းနမောနမေနိုင်ရလားဆိုပြီးတော့ညည်းကိုပြေတနာရှာလာနဲ့ကိုထုလည်းဝင်တားလိုက်ရပါတယ်။စကားတွေများလာတဲ့ချိန်မှာတာတိကကိုထုကိုဓာတ်နဲ့ထိုးချလိုက်ပါတော့တယ်။ ကိုထူးလဲကြတော့ရောစီပုံးနဲ့တိုက်မိပြီးတင်မောအင်ဂျင်နဲ့စီကြကုန်တော်မှုမိတွေထလောင်ပေါက်ွက်ပြီးတမုတ်ရအောက်ခြေတီထိုးကြသွားပါရယ်အားလုံးသတိရလာချိန်မှာကုမြကမိထလောင်နေတဲ့ကိုထူးလောင်းကိုတွေ့တာမို့တာတီးကိုတက်ချင်နေပေမဲ့နောက်ထပ်36နိုင်တွင်တင်မောကဆုတ်ဆုတ်မြုပ်သွားတော့မှမို့အားလုံးအတူတူလှုပ်ကြဖို့ကိုပဲသဘောတူခဲ့ပါရယ် ိုမြထွက်သွားတော့တာတိကသူ့ဖွဲ့သားတွေကိုယရနာတွေကိုတွေ့တာနဲ့ကိုမြကိုတတ်ပြီးတော့သူတို့ကိုယူမယ်ဆိုပြီးကတိပေးခဲ့ပြီးပီတာကိုလည်းရေဒါကိုတည်တည်ရှာရှာစောင့်ကြည့်ဖို့တာဝန်ပေးခဲ့ပါတယ်။တနေ့မှာတော့ရှာခွေးလုံနေတဲ့ပီတာတယောက်ရေဒါကနေချစ်ပြမှုတစ်ခုတွေ့တာမို့ကိုမြပီတာနဲ့ညီရဲကိုလည်းရင်ငုတ်သွားကြည့်တော့ကံကောင်းစွာပဲသူတို့ထင်ထားတဲ့အတိုင်းနာစီတင်းမောပစ်ကိုတွေ့လိုက်ရပါတယ်။တင်မောထဲမှာဆိုရင်တော့နာစီစစ်သားယိုစုတွေနဲ့အတူရွှေချောင်းတန်ချိန်လေးတန်းကိုတွေ့လိုက်ကြတာမို့တင်မောသားတွေလည်းတတိဖြစ်ပြီးကြွားဆိုပြီးပျော်နေကြပါတော့တယ်။ ဒါမဲ့ကန်ဆိုဒီသွားရမိုးလိုက်လို့ရွာကျင်တော့ရွှေတွေကလေးကျိန်များလွန်တာမို့အကုန်တဲဖို့ဆိုတာကမဖြစ်နိုင်ခဲ့ပါဘူးပီတာတယောက်လည်းမနိုင်မနေနေနဲ့မကြည့်တော့ရွှေချောင်းတွေပြိုကျလာပြီးပီတာလည်းကြီးသွားခဲ့ပါတယ်ရွှေတွေအားလုံးကိုဖြည်းဖြည်းချင်းစီတဲယူပြီးတင်းမော့စီကိုရောက်တော့ကိုသူရကကိုမြစီကိုလာပြီးတော့ကိုရက်ကအမှန်တကယ်မတည်သေးကြောင်းနဲ့အကယ်လို့ရွှေတွေကိုကြပြီးကမ်းပြန်တက်တာနဲ့ကိုအောင်နဲ့အတူတူစောင့်နေမှဖြစ်ပြီးရွှေတွေအားလုံးကိုယူဖို့ကြံနေတဲ့အကြောင်းကိုပြောခဲ့ပါတယ်အဲ့ဒါကိုတင်းမော့သားတွေသိတော့တင်းမော့သားတွေလည်းသူတို့ဘောတစ္ဆာဖောက်ရမလားဆိုပြီးတော့ ကိုသူအကိုဖမ်းပြီးစွန်ကြီးစွန်လေးဝိုင်းလောက်မှုလုပ်နေကြတော့ကိုမြပဲဝင်ဆွဲလိုက်ရပြန်ပါတယ်။ကွန်တို့စီကိုရွှေရီမပေးခြင်းလို့ခီးတွဲရောက်မှလက်ပလာနဲ့မပြောင်းခြင်းတော့ကိုမြလည်းတခြားနီးကိုကြံရပါတော့တယ်။တပူပွန်တပူဆင့်ဆိုသလိုပောက်ကွဲမှုဖြစ်သွားတဲ့တင်မော်ရဲကိုရေတွေဝင်နေပြီးတော့ကန်တက်ဖို့ကလည်းရုရှားရေပိုင်းနဲ့ဖြစ်တာမျိုးအဖမ်းခံရနိုင်ပါသေးတယ်။ရွှေရီကိုလည်းကွန်စီကိုမပေးခြင်းတော့ကိုမြလည်းခေါင်းမီးတောက်နေရပါတယ်။ အဲ့ဒီချိန်မှာတာတိကရောက်လာပြီးတော့ကိုမြရဲ့ရှာဖို့တော့ခွင့်အချံချောင်းအားလုံးတရားတော်မယ်ဆိုပြီးတင်မော့ကိုရင်မျက်နှာပြင်ပေါ်တက်စီခဲ့ပါတယ်။ကိုမြကလည်းစိတ်တူလာတော့တနက်ကိုထုတ်ပြီးချင်းချင်းလီစားသမှုနဲ့ဆက်လို့ရင်ဒီရွှေတွေသူတို့ပိုင်ပြီဆိုပြီးပြောလိုက်တော့မှတိတ်သွားကြပါတော့တယ်။အချိန်က16နာရီပဲကျန်တော့သလိုတင်မော့ကလည်းမီတာ100လောက်ပဲကျန်တဲ့6ကနေဖြတ်သွားရမှာဆိုတော့အခမ်းမတင်ရင်တစစီဖြစ်သွားနိုင်တာမို့အကုန်လုံးလဲဟိုဘုရားကဲပါဒီဘုရားကူပါတွေဖြစ်နေကြပါတော့တယ်။အားလုံးပြောမရဆိုမရဖြစ်နေကြပြီးတင်မော့သားတယောက်ကကိုမြကိုဝင်ချလာကြအောင်ကိုမြလည်းမာကီယာပြစ်လိုက်ပါတော့တယ်။ ယုတ်တရက်ဆိုသူတို့တာတီနဲ့သူရတို့ကသူတို့ကိုတတ်ဖို့လုံနေတာသတိထားမိသွားတော့တာတီကိုတတ်ပစ်လိုက်ပါတယ်။ကိုမြလည်းတတ်မယ်လို့ကမှတင်မောကြောင့်တီးတဲ့သူဆိုတော့လည်းတတ်လို့မရပြန်ပါဘူး။တစ်ဖက်မှာလည်းတင်မောသားတယောက်ကအင်ဂျင်ကိုကလစ်ရင်နဲ့ရှော့ထဖြစ်တာမျိုးပောက်ကွဲသွားသလိုတင်မောကလည်းအောက်ကိုထိုးကျသွားတော့ရေတွေလည်းဝင်လာတော့တခြားသူတွေလည်းထွက်ပြေးပြင်မဲ့ကိုသူရကရေလုံးတကားတွေကိုပိတ်ခဲ့တာမျိုးတင်မောသားတချို့မှလကီးရသွားခဲ့ပါတယ်။အဲဒါကိုတွေ့သွားတဲ့ကိုအောင်ကြီးကလည်းကိုသူရကိုရေလုံးခန်းထဲပြန်ပိတ်ထားပြီးတင်မောသားတွေအတွက်ကလေးစားပြန်ချီခဲ့ပါတယ်။ အတက်ကဲဝတ်စုံက၃စုံပဲရှိတာမို့အောင်ကြီးညီရဲနဲ့ကိုမျှတို့တွေတယောက်တစုံစီကွတ်တီကြနေတာမို့အလုံးတင်းမောကနေထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီအတက်ကဲဝတ်စုံမှာတယောက်ကိုရွှေချောင်းအနေငယ်စီကိုမျှကထည့်ပေးလိုက်ပြီးရောရေမြင့်တဲ့ပြင်အပေါ်ရောက်စေဖို့တွေရေဖီးအားကလုတ်ကိုဆွဲချလိုက်ပါတယ်ခဏကြာမှာတော့အောင်ကြီးနဲ့ညီရဲတို့ရေပေါ်ကိုပေါ်လာကြပါပြီကိုမျှမပေါ်လာသေးတာမို့ခဏဆောင်နေဖို့ညီရဲကပြောတော့ရေပီးအားကလုတ်ကိုတယောက်ကဆွဲပေးရမှာမို့ကိုမျှမလာနိုင်တော့ဘူးဆိုပြီးပြောပြခဲ့ပါတယ်ခဏကြာမှာအတက်ကဲဝတ်စုံကရွှေချောင်းနေနဲ့တူတူရောက်လာခဲ့ပေမဲ့ကိုမျှကတော့ပါမလာခဲ့ပါဘူး ရွှေတောင်းနေပေါ်မှာကိုမြဇနီးတဲ့နဲ့တားဖြစ်သူရဲ့ဓာတ်ပုံလေးကိုတွေ့တော့သူ့ရဲ့ဝေစုကိုမိသားစုစီအပ်ပေးဖို့ဆိုတာကိုညီရဲနဲ့အောင်ကြီးသဘောပေါက်သွားခဲ့ပါတယ်။ကိုမြကတော့အဆက်တရာအဖကဗလက်ပြစ်တင်းမောနဲ့အတူတူပဲနင်းမြုပ်ခံလိုက်ပြီးညီရဲအောင်ကြီးနဲ့မိသားစုတို့အသက်ကိုစည်းသေးသွားခဲ့ပါတယ်။ပေးခြင်းတဲ့ message တွေကတော့တခါတလေလူစိုးတို့ထင်နေရတဲ့သူတွေကလူကောင်းတွေဖြစ်နေတတ်တယ်ဆိုတာကိုပါလူတယောက်ကိုအပြင်းပန်းကြည့်ပြီးမဆုံးဖြတ်ကြပါနဲ့။အဆုံးတီနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝင်တင်ရှိပါရခင်ဗျာ။